တကယ်ဖြစ်ပြက်ကလေးပြောပြမယ်နော်သိလားဘာလဲဆိုတော့ကျမတို့အသက်တွေကြီးကမှလည်းအဖုတ်လဲဆုံထုတ်လဲအထုတ်လဲဆုံအဖြစ်မခံပါနဲ့90ကျော်90ဝင်းနေ60ဝင်းနေဒါတကြိမ်နဲ့ကြိမ်ပဲအဲ့လူတွေကြောင့်ကျွန်မပြောပြမယ်သိလားကျွန်မဒီငယ်တဲ့လူတွေဖြစ်ပြသွားရင်လေပြိုလဲသွားလို့ရှင်ပြန်ထောင်မှတ်တယ်ကျွန်ပြန်ထောင်မှတ်နိုင်တယ်ကျွန်မတို့အရွယ်တွေဖြစ်သွားပြီဆိုရင်ပြန်ထောင်မှတ်ဖို့ကခင်းနေတယ်တော့ပြိုလဲသွားတချို့ဆိုလည်းပြန်ထောင်မှတ်နိုင်တယ်ပေါ့အဲ့ဒါဘယ်ကနေစတာဇက် RTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ောင်ရေးအတွက် အသိပညာဗဟုသူတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်တကယ်အဖြစ်အပျက်ကိုပြောပြမယ်နော်သိလားဘာလဲဆိုတော့ ျမတို့အသက်ကြီးကမှလည်းအဖုတ်လဲဆုံးထုတ်လဲအထုတ်လဲဆုံးအဖြစ်မခံပါနဲ့90ကျော်90ဝန်းနေ60ဝန်းနေဒါတကြိမ်နဲ့ကြိမ်ပဲအဲ့လူတွေကြောင့်ကျွန်မပြပြမသိဘူးကျွန်မဒီရက်ထမအများကြီးတွေ့နေရတယ်နော်။ဘာလဲဆိုတော့ကျွန်မပြပြမသိဘူး။ငယ်တဲ့လူတွေဖြစ်ပြသွားရင်လေပြိုလဲသွားလို့ရှိရင်ပြန်ထောင်မှတ်တယ်။ကျွန်မပြန်ထောင်မှတ်နိုင်တယ်။ကျွန်မတို့အရွယ်တွေဖြစ်သွားပြီဆိုရင်ပြန်ထောင်မှတ်ဖို့ကခင်းနေတယ်။တော့ပြိုလဲသွားတချို့ဆိုလည်းပြန်ထောင်မှတ်နိုင်တယ်ပေါ့။အဲ့ဒါဘယ်ကနေစတာလဲဆိုတော့ကျွန်မပြောမယ်။တရားတော်တော့တဏှာကြောင့်လား။ကျွန်မတို့ဒီကိုယ်တန်ရုံးစိထားတဲ့လူတယောက်ပေါ်ကိုကျွန်မတို့ကျွေးချင်မွေးချင်နဲ့ပေးချင်ကန့်ချင်တယ်။နောက်ကသူ့ဘဝလေးမြင်မှာပါစေသူ့ဘဝလေးတော်ရပ ါဘူးသူ့ဘဝလေးစင်ပြပါသေးသူ့ဘဝလေးဖြောင်ပြပါစေဆိုပြီးကျွန်တော်လုတ်ဝေးချင်တဲ့အကုန်လုံးအဲ့ချင်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရောင်ဆိုးတဲ့တန်ရောစင်ရောင်ဆိုးတဲ့ချက်ချင်းပြတာစကျွန်တော်တို့ဒီဖြူစင်တဲ့တန်ရောစင်ဆိုတာကျွန်တော်တို့ညီကိုမောင်နှမညီပါဆွေမျိုးသားချင်းရဲ့တန်ရောစင်ကလွယ်လို့ချက်ချင်းမြတ်တာလို့ကြံတဲ့ပုံပေါ်မှာကြောက်ရွံ့တဲ့မြစ်တာတွေရတယ်ကျွန်တော်တို့ဘယ်တော့မှမဖြူစင်ဘူးเนาะအဲ့ဒါတနာပါသွားပြီနောက်ခုဘာလဲဆိုတော့လူတစ်ဖက်သားပေါ်ကျွန်တော်တို့ပေးချင်ကန်းချင်တဲ့ဒီသဒ္ဓါမိုးတွေရွှွာတာ โอ้ถ่าပြီးရောတဲ့ခါတနာဆိုတော့ပုံလိုက်ကျမတို့တိုက်တော့မယ်လဲကြက်ကဲအဲ့ချိန်မှာငါလွှင့်ရတော့မယ်ဆိုကိုကိုတတိထားပါเนาะမျိုးသမီးတယောက်ကဘာလဲဆိုတော့ကုံကာကုံကာမောက်တဲ့အကောင်စင်ငယ်မတယောက်က အသက်50ကျော်60ဝန်းကျင်ဖြစ်နေပြီသားတွေတမီးတွေနဲ့ကုန်ကားမောင်းတဲ့ဝေးပြေကုန်ကားမောင်းတဲ့ကောင်တကောင်တို့ကဒီလိုင်းဝါကြိုက်တယ်ကြိုက်တဲ့ကြိုက်တယ်ဒီဆက်မများလာခါမှာအဲ့ကောင်အိမ်ကိုလာအိတ်နားအိတ်ချင်းနဲ့သားချင်းတမီးချင်းနဲ့တနာဖုံးလာသွားလို့ရှိရင်အချက်တရားဆိုဘာမှမရှိတော့နော်အမအဲ့ကောင်အိမ်မှာခေါ်ရတာသားချင်းတမီးချင်းအဲ့လိုမျိုးအိတ်တယ်မနဲ့ကြလို့ရှိရင်ကားကိတ်ကိုလိုက်ပို့တဲ့ခါကျမိုးလင်းမှာပို့လို့ရှိရင်ပတ်ဝန်းကျင်ဒါဘာကောင်လဲဆိုတော့တိတ်မှဆုလို့၄နာကျော်လောက်ဆို ပို့ပြီးကားကိတ်ကိုအဲ့ချိန်မှာကျမတို့လေးနိုင်ခွဲဆိုဘုရားထရှိခိုးတဲ့ချိန်ကြီးလိုက်ကြီးလိုက်တဲ့ခါပခုံးလေးဖတ်လိုက်ခွားလေးကိုဒီမှာနှစ်ယောက်တိုင်းပြီးဖတ်လိုက်ကြကလေးတွေတော့တွန်းလိုက်ကြရိုက်လိုက်ကြကတ်တရလမ်းနဲ့နမ်းမကြီးကသူတို့ရဲ့ကဘာကြီးဖြစ်နေတာအဲ့ချိန်မှာအဲ့လိုဖြစ်တိတ်မကြဘူးသူဘာလဲဆိုတော့သူ့ဘဝကြီးလွင်ရတော့မယ်လေလူဝင်ပြောတဲ့ကံနဲ့ယောက်ျားလေးတော်တော်များများသည်မိမအသက်ကြီးတဲ့လူတွေကတ်တယ်ဆိုတာဘာလဲဆိုချစ်ချင်းပြတဲ့အစ်စ်ကရှားပါတယ်လို့ပါ အကြံနဲ့ကကြာအဲ့ကောင်လေးတိတ်ထောင်ချီပြီးတော့စီဝိုင်းတော့မဆိုပြီးရင်းခိုင်းနေတာအဲ့မိမရဲ့တိတ်ထောင်ချီပြီးရင်းထဲမကြခင်သူ့ဘဝလွတ်ထွက်သွားတာအဲ့တော့ဘာပြောချင်လဲဆိုရင်ယောက်ျားလေးတယောက်ကဒီခေတ်ချင်းမှာ level တန်းတွေတောင်မှပဲတယောက်နဲ့တယောက်သက်ဆံဖို့ရတာသက်ဆံမရှိကြဒီအသက်ရွယ်လေးကဒီအသက်ရွယ်ကိုလာကတ်တယ်ဆိုတော့ ဟာလေငါချောငါရဲ့ရုပ်ရည်ဘယ်တော့မှလှပနေလို့ငါဘော်ဒီစထရက်ချဘယ်တော့မှမိုက်နေလို့ငါရဲ့ပိုင်ဆိုင်မှုတွေဘယ်တော့မှရှိနေသေးလို့ငါရဲ့လုပ်ရုပ်လုပ်ရည်ကိုင်ရည်တွေဘယ်တော့အစွမ်းရှိနေလို့ငါ့ကိုကတ်တာလဲဆိုတဲ့ဓာတ်ဆက်ကိုအရင်တွေ့ရမယ်ငါ့ကိုတကယ်ချစ်တာနေမှာပါဆိုလို့ရှိရင်နေမကြခင်လွင့်ရပြီလေအဲ့တော့နောက်ကဘာဖြစ်ချင်လိုင်းပေါ်မှာအသက်ကြီးတာကြီးနေနဲ့ငယ်တာကြီးနေနဲ့အစင်ပြေပြီးသူတို့ဘဝတွေဖြောင်းပြီးတိုင်းသူတို့တွေအစင်ပြေနေလိုက်ပြီးအာမချတဲ့သူတို့ကန်တရားကြောင့်သူတို့ဖြစ်သွားပြီးကိုဖြစ်ချင်မှဖြစ်မှာအဲ့ဒါကြောင့်မလို့တတားတွေလွန်တာကြည်လွန်ပါခဏအဲ့မှလေအဲ့မိမလူပတ်ဝန်းကျင်အဲ့ချိန်မှာအဲ့လိုဖြစ်ပြသွားတဲ့အချိန်မှာပတ်ဝန်းကျင်တည်တဲ့ကသူကလေဒီကောင်လေး ဖို့ကတော့တက်မြင်မှာပါစေစုအဖြူရောင်တန်ရောစင်ဖြူရောချစ်ချင်းမြတ်တန်လေးလောက်တာပါပတ်ဖို့တာပါတဲ့ဒါကြောင့်ခုနကပြောတယ်လို့ညီကောင်ပေါင်းမတန်ရောစင်ကလွယ်လို့ကြံတဲ့ချစ်ချင်းမြတ်တာကြီးကျမတို့တနာပါသွားပြီအဲ့ဒါကြောင့်ဒါသူ့ရဲ့တက်တည်ပြချက်ကောင်းလားအဲ့တော့ကျမတို့အသက်ကြီးတဲ့ခါမှာဗာစင်ကျင်ရမယ်ဆိုဖြစ်ပြက်သွားလို့ရှိရင်လေကျမတို့ဘဝတွေကဘာလဲဆိုအထောက်လဲဆုံးမယ်ဖုတ်လဲဆုံးရမယ်လို့အားကျမတို့တရားလုံးလားကြည်တရားလုံးမှာဆိုတဲ့ကြောင့်ပြပြတာဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင် ျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။